အောက်တိုဘာလ26ရက်နေ့မနေ့ကကုလသမဂ္ဂရုံးချုပ်မှပြုလုပ်တဲ့89ကြိမ်မြောက်အထွေထွေညီလာခံအစည်းအဝေးမှာမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ်မစ္စတာတอมအန်ဒရူးကမြန်မာနိုင်ငံအခြေအနေကိုအစည်းအဝေးခန်းစားတင်သွင်းရမှာ စကိုင်းတိုင်းမှာစစ်ကောင်စီရဲ့စာတင်ကြောင်းတစ်ခုကိုတိုက်ခိုက်မှုကြောင့်ကလင်းငယ်တွေအပါဝင်လူ73ဦးသေဆုံးသွားတဲ့အကြောင်းနဲ့ကချင်ပြည်နယ်မှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ဂီတဖျော်ပြပွဲလာတဲ့ပြည်သက်60ဦးလောက်ထိသေဆုံးသွားတဲ့အကြောင်းတွေကိုတင်ပြပြီးမြန်မာနိုင်ငံမှာအခြေအနေတွေတစားတစားပိုဆိုးလာနေတဲ့အကြောင်းကမ္ဘာနိုင်ငံအစိုးရတွေအနေနဲ့အချိန်မီတုံ့ပြန်ဆောင်ရွက်မှုမရှိရင်နောက်တစ်ကြိမ်အစည်းအဝေးခန်းစားတင်သွင်းတဲ့အချိန်မှာပိုဆိုးတဲ့သတင်းတွေကြားလိမ့်မယ်လို့ပြောသွားပါတယ် Just days prior to my last update to the Human Rights Council, a Myanmar military helicopter gunship descended on a school in Sagaing region. Soldiers opened fire. <laughs> မြန်မာစစ်ကောင်းဆောင်တွေရဲ့ဇယိုက်လက္ခဏာဖြစ်လာနေတဲ့အကြောင်းနဲ့တစ်ချိန်တည်းမှာလူအခွင့်အရေးစောင့်ကြည့်သူတွေတက်ကြွလှုပ်ရှားသူတွေသတင်းသမားတွေနဲ့အရက်ဖတ်ဖွဲ့စည်းတွေဟာလူအခွင့်အရေးချိုးဖောက်မှုတွေကိုမှတ်တမ်းတင်တာနဲ့လူသားချင်းစာနာမှုအကူအညီပေးလုပ်ငန်းတွေထမ်းဆောင်နေကြတာတွေကိုလည်းမြန်မာနိုင်ငံရဲ့သူရဲကောင်းများအဖြစ်ချီးကျူးပြောဆိုသွားပါတယ်။အဲဒီနောက်မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂတာမတ်ကြီးဦးကျော်မိုးထွန်းကမစ္စတာတော်မန်ဒရူးရဲ့အစီရင်ခံစာဟာမြေပြင်ကအခြေအနေမှန်တွေကိုထင်ရှားပြသနေတဲ့အတွက်ထောက်ခံကြောင်းပြောပါတယ်။ We are of the view that the report and his statement greatly reflects the on ground situation in Myanmar and we strongly support it မြန်မာတမတ်ကြီးဥကြုံမွန်ထွန်းကစစ်ကောင်စီကိုတကဘာလုံးတိုင်းတာနဲ့လက်နက်ရောင်းချမှုပိတ်ပင်မှုဆုံးဖြတ်ချက်ချဖို့အတွက်လုံခြုံရေးကောင်စီကိုတောင်းဆိုခဲ့ပါတယ်ဒါအပြင်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးအနေနဲ့မြန်မာအရေးအတွက်အရေးပေါ်အစီအဝေးထိုင်ပြီးစစ်ကောင်စီကိုလက်နက်ငွေကြေးတရားဝင်ဖြစ်မှုတွေမရတော့အောင် ဘလို့အာယုံစူးစိုက်ပြီးဝိုင်းဝန်းဆောင်ရွက်ကြမလဲဆိုတာကိုဆွေးနွေးကြဖို့အတွက်လည်းတိုက်တွန်းသွားပါတယ်။အဲ့ဒီနောက်ဆက်ပြီးပြုလုပ်တဲ့လူအခွင့်ရေးကုထုကိုယ်စားလှယ်မစ္စတာတွန်အန်ဒရူးရဲ့သတင်းစာရှင်းလင်းပွဲမှာမြန်မာနိုင်ငံမှာတစားတစားပေါ်ဆိုးလာတဲ့လူအခွင့်ရေးချိုးဖောက်မှုအခြေအနေတွေကိုထောက်ပြပြီးနိုင်ငံတကာကဒီလိုအခြေအနေတွေအပေါ်တုံ့ပြန်မှုအပြောင်းလဲမရှိတာကိုမြန်မာပြည်သူတွေအနေနဲ့နားလည်ရခန့်နေတဲ့အကြောင်းပြောသွားပါရစေ။ For the pattern of the horror to change the pattern of the international response has to change and it is incomprehensible to the people of Myanmar why that is not why that change is not စစ်ကောင်စီရဲ့လုပ်ရက်တွေပြောင်းလဲဖို့ဆိုရင်နိုင်ငံတကာတုံ့ပြန်ပုံကလည်းပြောင်းလဲဖို့လိုပါတယ်မြန်မာပြည်သူတွေအနေနဲ့ဘာလို့အပြောင်းလဲမဖြစ်သေးတာလဲဆိုတာနားလည်ဖို့ခက်နေပါတယ် Mr. Tom Andrew ကအခုချိန်မှာမြန်မာနိုင်ငံကိုစွန့်ခွာပြီးထွက်ပြေးနေရတဲ့မြန်မာပြည်သူတွေကိုမြန်မာနိုင်ငံကိုပြန်ပို့နေတာဟာလည်းမဖြစ်သင့်တဲ့အကြောင်းမလေးရှားနိုင်ငံကိုနမည်တက်ပြီးပြောဆိုသွားပါတယ် But that is exactly what is happening right now, and I called out Malaysia specifically today in my remarks. အသက်မသေးဘူးမြန်မာနိုင်ငံကိုစွန့်ခွာထွက်ပြေးရတဲ့ဘသူကိုမှဘေးအန္တရာယ်တွေကိုပြန်မပို့သင့်ပါဘူး။ဒါပေမဲ့အခုချိန်မှာဒီလိုပြန်ပို့ခံနေရပါတယ်။ကျွန်တော်အနေနဲ့အနည်းဆုံးမြန်မာနိုင်ငံသား100လောက်ကို မြန်မာနိုင်ငံကိုပြန်ပို့ခဲ့တဲ့မလေးရှားနိုင်ငံကိုအဓိကထားပြီးပြောကြင်ပါရယ်ဒီလိုပြန်ပို့ခံရတဲ့အထက်မှာစစ်တပ်ကိုစွန့်ခွာထွက်ပြေးလာတဲ့တပ်မတော်သားတွေလည်းပါဝင်ပါရယ်ကျွန်တော်အထင်ပြောရရင်ဒီတပ်မတော်သားဟောင်းတွေဟာပြန်ပို့ခံရပြီးတဲ့နောက်နှိပ်စက်ညှဉ်းပန်းခံရပြီးကွပ်မျက်ခံရလိမ့်မယ်လို့ထင်ပါရယ်ဒီလိုလုံရက်တွေဟာထိတ်လန့်စရာကောင်းပြီးဘလို့မှလက်ခံနိုင်စရာမရှိသလိုကြီးမားတဲ့လူအခွင့်အရေးချိုးဖောက်မှုလည်းဖြစ်ပါရယ် ဒါအပြင်မြန်မာနိုင်ငံမှာအာဏာသိမ်းစစ်ကောင်စီဟာလွတ်လပ်မြတ်တမှုမရှိတဲ့အတုအယောင်ရွေးကောက်ပွဲတစ်ခုကျင်းပဖို့ကြိုးပမ်းနေတဲ့အကြောင်းနဲ့နိုင်ငံတကာအနေနဲ့လည်းဒီရွေးကောက်ပွဲကိုလက်ခံအတိမတ်ပြုခြင်းအပြင်အခြေအနေပိုဆိုးအောင်မလုပ်ကြဖို့တိုက်တွန်းသွားပါတယ်။ The Foreign Minister of India uh, traveled to uh, uh, Myanmar အိန္ဒိယနိုင်ငံသားရေးဝန်ကြီးဟာမကြာခင်ကမြန်မာနိုင်ငံကိုတွားရောက်ခဲ့ပြီးအိန္ဒိယနိုင်ငံဟာကမ္ဘာပေါ်မှာအကြီးဆုံးဒီမိုကရေစီနိုင်ငံအနေနဲ့ ရွေးကောက်ပွဲအတွက်အကူအညီနဲ့အကြံဉာဏ်တွေပေးသွားမယ်လို့ပြောသွားပါတယ်။နိုင်ငံတကာအနေနဲ့လာမယ့်နှစ်မှာစစ်ကောင်စီကကျင်းပမဲ့လက်ခံနိုင်စရာမရှိတဲ့အတူအယောင်ရွေးကောက်ပွဲကိုတရားဝင်ဖြစ်အောင်လုပ်ပြီးအခြေအနေဆိုးတဲ့ဆိုးအောင်မလုပ်ကြဖို့အရေးကြီးပါတယ်။ မစ္စတာတော်မန်ဒရူးကမြမအရေးအတွက်ကမ္ဘာနိုင်ငံတွေပူးပေါင်းပြီးလှုပ်ဆောင်ကြဖို့လိုအပ်မဲ့အဆင့်80ကိုကုလသမဂ္ဂအထွေထွေညီလာခံမှာတင်ပြပြီးဒီလိုအဆင့်တွေကိုယူကရိန်းနိုင်ငံအတွက်မြန်မြန်ဆန်ဆန်နဲ့တညီတညွတ်ထဲဆောင်ရွက်နိုင်ခဲ့ပေမဲ့မြန်မာနိုင်ငံအတွက်နှောက်နှေးရတာကိုလည်းထောက်ပြပြောဆိုသွားပါတယ်။ And there's a there's a connection between the people of Myanmar and the people of Ukraine. Among them မြန်မာပြည်သူတွေဟာယူကရိန်းပြည်သူတွေရဲ့အခြေအနေနဲ့အများကြီးတူညီနေပါတယ်။ အဲ့ဒီအထဲမှာယူကရိန်းပြည်သူတွေကိုတပ်ဖြတ်ဖို့အသုံးပြုနေတဲ့လက်နက်တွေကိုမြန်မာပြည်သူတွေကိုတပ်ဖြတ်ဖို့အတွက်လည်းအသုံးပြုနေပါတယ်။ဒီလက်နက်တွေလာတဲ့အရင်းမြစ်ကလည်းအတူတူပါပဲ။ရုရှားနိုင်ငံကပါ။ကျွန်တော်ပြောချင်တာကတော့ယူကရိန်းပြည်သူတွေအတွက်လှုပ်ပေးနိုင်နေဆိုရင်ဘာကြောင့်မြန်မာပြည်သူတွေအတွက်မလှုပ်နိုင်ရမှာလဲဆိုတာပါပဲ။ကျွန်တော်တို့လိုအပ်နေတာခေါင်းဆောင်မှုပါ။ကုလသမဂ္ဂမှာကောနိုင်ငံတကာမှာပါမြန်မာအရေးအတွက်နိုင်ငံပေါင်းစုံညွန်ပေါင်းဖွဲ့ဖွဲ့ပြီးဥဆောင်ဥရွယ်ဆောင်ရွက်ပေးမယ်။ It took listen it took 4 days for these united nations to take the basic steps that i've outlined that the people Mr. Don Andrew ကကုလသမဂ္ဂဟာသူတင်ပြခဲ့တဲ့အဆင့်80ဆင့်ကိုယူကရိန်းနိုင်ငံအတွက်လက်တွေ့အကောင့်ထဲပေါ်နိုင်မှု၄ရက်ပဲကြာခဲ့ပြီးမြန်မာနိုင်ငံအတွက်တော့၁၈လကြာတဲ့အထိအလားတူအကောင့်ထဲပေါ်နိုင်ခြင်းမရှိတဲ့အကြောင်းနှိုင်းယှဉ်ပြသပြီးမြန်မာနိုင်ငံအတွက်ဘာကြောင့်ဒီလောက်နှောက်နှေးကြန့်ကြာနေရတယ်လဲလို့မေးလိုက်ရင်သူ့အနေနဲ့အဖြေပေးစရာမရှိတဲ့အကြောင်းပြောသွားပါတယ်။ လက်ရှိချိန်မှာမြမကြီးနဲ့ပတ်သက်ပြီးဥဆောင်ဥရွက်ပြုပြီးဆောင်ရွက်မဲ့နိုင်ငံမရှိဘဲဖြစ်နေတဲ့အကြောင်းအမေရိကန်နိုင်ငံနဲ့အခြားနိုင်ငံတွေဟာဒီလိုဥဆောင်သူအခန်းကဏ္ဍကိုရယူနိုင်မယ်ဆိုရင်မြမနိုင်ငံအရေးကိုပိုပြီးထိထိရောက်ရောက်ဆောင်ရွက်နိုင်မယ်လို့ Mr. Don Andrew ကပြောသွားပါတယ်။ Clearly clearly what is happening right now is failing. The world is failing the people of Myanmar. To me there's no question about that. whatsoever and a change is absolutely essential လက်ရှိချိန်မှာကဘာကြီးကမြန်မာနိုင်ငံပေါ်တာဝန်မကျေဘဲဖြစ်နေတဲ့အကြောင်းနဲ့အပြောင်းအလဲတစ်ခုခုဖြစ်လာအောင် လုံမဖြစ်တော့မယ်လို့ Mr. Tuan Du ကပြောဆိုသွားပါတယ်ခင်ဗျာကျွန်တော်ရဲကောင်မြန်မာမှာဒီသတင်းကိုအမေရိကန်နိုင်ငံ Washington DC မြို့တော် RFA ရုံးချုပ်ကနေထုတ်လွှင့်နေတာဖြစ်ပါတယ်